ကောတောင်းမြို့နယ်ဖို့တုတ်ရွာနာမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကကြားဖြတ်တိုက်ခိုက်တာကနေမာရဲရက်စကဲမှုအပအဝင်ရဲတုံးဦးတိတ်ဆုံသွားတယ်လို့ပကဖတာဝါရှိသူစီကတရားပါတယ်ဧပြီလ9ရက်နေ့ညနေ4နာရီလောက်မှာအဲ့ဒီရက်စကန်မှုနဲ့အဖွဲ့ဟာအေးချမ်းသာရွာမှာဆက်ကြီးကောက်ပြီးကားနဲ့ပြန်လာချိန်ဖိုးတုံရွာတင်ချိုင်းသားမှာကြားဖြတ်တက်ခိုက်ခဲ့တာပါ ဲ့ဒီရဲတွေဟာထိုင်းမြို့မှာနေဆက်အဆန်း900အခြေဆိုင်မာရီယာရက်စခန်းမှာတာဝါကျနေသူတွေဖြစ်ပြီးတိုက်ခိုက်မှုကြောင့်စခန်းမှုရဲအုပ်တူဒုရဲအုပ်အပအဝင်ရဲနှုတ်သေဆုံးသွားခဲ့ပါတယ်ရဲတက်ချက်ကြီးတူကတော့ဒဏ်ရာရပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့ကောတောက်ပကဖကထုတ်ပြန်ထားပါဗျ။ကြားဖြတ်တက်ခိုက်ပြီးတဲ့နောက်ကောတောက်ပကဖတပ်ဖွဲ့ဝင်တွေကထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါဗျ။ တက်ခိုက်မှုထဲ40မမတလေ40မမဗုဒ္ဓီ16လုံး AK တနက်နလစ်နဲ့ G 64တောင်းလက်ပြဘုံ3လုံးပစ္စတိုတနက်6လုံးဖြူတနက်နဲ့အဖုံးလေးသိသိနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်မာယန်ရွာနဲ့ဖောက်တုတ်ရွာဟာထိုင်းမြို့မှာနေဆက်ရနောင်းခရိုင်နဲ့ကက်လျက်တီရှိပြီးပါချံမြစ်ဘေးမှာတီရှိတာဖြစ်ပါတယ်။